ကျမရေးအတွက်လည်းကောင်းတယ်ချီလုံးဝမပါတဲ့ဟင်းလေးတစ်ခွက်ပါနော်မမင်္ဂလာပါမတို့ဒီနေ့အိမ်မာကလေချက်စားမယ်ဟင်းလေးတစ်ခုပြမယ်ဒါကရာတီပေါ်တဲ့အချိန်မှစားလို့ရတာ မင်းဈေးသွားတော့တပြုတ်သီးတွေ့လာတယ်ဒါတပြုတ်သီးဝဲလာတယ်တပြုတ်သီးနဲ့ဒီပစုံနဲ့ကိုအရေတောက်ဆန်းလေးချက်စာမှာတောချက်ကလေးချက်စာမှာပေါ့နော်ပါဝင်တဲ့ပစ္စည်းလေးကဒီမှာကြက်သွန်ဖြူပါမယ်ကြက်သွန်ဒီပါမယ်ငှုပ်သီးစိနနံပင်ရှမ်းနနံနောက်ပြီးတော့ဒီမှာဒီမှာလုံးဝရှက်အရန်ကောင်းတော့ဖိနှင်လူငပိဒီငပိနဲ့အဓိက main အသက်ရှာတာမတို့ရဲ့ဒီဟင်းတစ်ခုရဲ့အဓိက main အသက်ကငပိပဲငပိကောင်းမှဒီလိုမျိုးတောချက်တွေရခိုင်ချက်တွေရှက်တဲ့အခါငပိကောင်းမှလည်းစားကောင်းတာပေါ့နော် ရေယိုကောင်းကတော့ဒီလိုမျိုးမှွေးကြိုင်လန်းဆန်းနေတဲ့ဒီလိုမျိုးအစေ့ကိုမင်းတို့ကထောင်းပြီးတော့ရှက်တယ်။ကဲဒါမှပအဝင်ပစ္စည်းလေးတွေပါမင်းတေချာလေးပြပေးထားတယ်။မိုက်တို့အိမ်မှာလိုက်ရှက်စားကြည့်နော်။နှလုံးအတွက်အရန်ကောင်းတယ်မောတာတွေအဲ့ဒီလိုမျိုးတွေအတွက်ဒီတပြုတ်တီးကအရန်ကောင်းတယ်ရှက်စားကြည့်နော်။စီမပါဘဲနဲ့အမင်းရှက်ပြမှာလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးပဲလူတိုင်းလူတိုင်းအိမ်မှာရှက်စားလို့ရပါတယ်။ရင်းဆုံးတပြုတ်တီးလေးလှီးပါမယ်။တပြုတ်သေးလေးကမှာပါနော် တူတီလေးရတချို့ကြတာလေတိတ်ပြီးတော့မလေးတဲ့ဦးမင်းပြီးပြပေးမယ်နှစ်ခွန်ပဲယူမှာနော်မင်းကဒီခဲတဲ့ကဒီမှာတော့မလို့တပြုတ်တီမနှော်မနှော်တတ်တဲ့သူတွေအတွက်အမင်းတမတစ်ခါလေးပြပေးမယ်နော်ဒီလိုမျိုးလေးလွယ်လွယ်လေးပဲမခက်ဘူးနော်မခက်ဘူးအဲအဲ့ဒီမှာမင်းပြောပြချင်တာကဒီဟာကိုလေတစ်ခါလေးရေးစိန်လိုက်နော်ဒီအခုံကို sorry ဒီအခုံကိုဒီမှာရေးတစ်ခါလေးခဏလေးစေးလိုက်နော်မလို့ရေးရေးစေးလိုက် ရေးစေးလာဆိုအဲ့လိုအခွန်လိုက်စေးကမှ तू ကလေဒီမှာမြင်ပြမယ်ဒီလိုအခွန်လိုက်ကြီးအတိုင်းစေးကမှ तू ကမရွှဲတာနော်မရွှဲတာပြီးပြီးမှသွားစေးရင် तू အရွှဲတွေအကုန်ထွက်သွားတော့ဒီလိုအချိန်မှာရေးစိန်ရတယ်နော်ရေးစိန်ရတယ်နော်မအောင်ဆိုမြင်တာကတပြုတ်တည်းရဲ့အညာဘက်ကိုမင်းတို့ကဒီလိုလေးထပ်ပိုင်းလေးပိုင်းလာသူကမကင်တဲ့ရှင်မကင်တဲ့တဲ့ तू ကများတယ်ဒီဟာကိုလေဒီမှာတွေ့လားခုချိန်အစားလို့အကောင်းဆုံးပဲအမလေးဒါလေးကတော့မှဆိုပိန်းဆွယ်လေးနဲ့ရေကောင်းပေါက်ပေါက်ကလေးနဲ့ချက်စားလေးတအားပါမနော် ကဒီလိုမျိုးအနှစ်ကလေးတွေတခါတည်းဒီမှာတခါတည်းထုတ်လိုက်ခါရဲထုတ်လိုက်ပြီးတော့တတုဒီမှာဒီမှာအလုံးမလာဒီအပြင်ခုံဝင်တစ်ခုဖြုတ်ဒီအပြင်ခုံဝင်တစ်ခုဖြုတ်เนาะဆိုတော့ဒီအခုံဖြုတ်မှာဒီနှစ်ခုံဒီနှစ်ခုံကအကောင်းဆုံးပဲမတို့ရဲ့ဒါပေမဲ့ဒါကနှစ်ခုံအကောင်းဆုံးပဲမင်ကပြောပြချင်တာကသူကအလုံးပေါ်မှာကြည်ပြီးယူရတယ်အလုံးနဲ့နဲ့ကြီးတယ်ဆိုရင်ပုံးခုံမြောက်ကိုယူလို့ရတယ်เนาะမင်းဒါအလုံးနဲ့နဲ့ကြီးတော့ဒါဆိုလဲအလုံးကြီးတယ်ဆိုတဲ့အတွက်သုံးခုံယူမယ်အလုံးအရင်သေးတယ်ဆိုရင်တော့နှစ်ခုံပဲယူမယ်ပေါ့เนาะဒါလေးတွေနေဆေးလိုက်မယ်เนาะ မင်းတို့မတို့ဒီမှာလေးမင်းပြီးလို့ရှင်းမှာဆိုတော့လေဒါလေးကိုနှစ်ထပ်သုံးထပ်တော့အပြင်မှာဆေးလိုက်တယ်ကွဒီမှာတို့လာဒီထဲထဲကဒီအမြင်လေးတွေမရှိအောင်ကုန်ဆေးလိုက်တာအဲ့ဒါဆိုရပြီနော်ဆေးပြီးသွားရင်ပြီးတော့မယ်ဒီလိုမျိုးလေးကန့်လန့်နော်ဒီလိုအရှည်လိုက်ကြီးမဟုတ်ဘူးနော်မတို့နော်ဒီလိုကန့်လန့်လေးပြီးမယ်ဟိုမှာဒါဒီနေဆိုလို့ရှိရင်စားလို့လည်းကောင်းတဲ့အနေပေါ့နော်စားလို့လည်းကောင်းတဲ့အနေလေးဖြစ်မယ်ဟင်းချက်လို့ရှိရင်လည်းလှမယ်အနေလေးပေါ့ဒီမှာနော်ဒါကိုရေဆေးစရာမလိုတော့ဘူးနော်တခါတည်းထည့်လိုက်ရုံနဲ့ ြစ်လူကြီးတွေမင်းတို့တော့မှနေခဲ့တော့အဖိုးတွေကပြောတာပေါ့နော်တပြူတီရာတီရောက်ပြီဆိုလို့ရှိရင်အဲနှလုံးဒါဒီတို့ဟင်းကိုအဓိကငါးဟင်းနဲ့ပဇွန်နဲ့ပြီးလို့ရှိရင်ပိန်းဆွဲနဲ့ချက်စားကြတယ်သူကကျမကြီးအတွက်ဘာကောင်းလဲဆိုတော့သူတို့ပြောပြတာပေါ့နော်နှလုံးသွေးကြောကျင်းတာတို့အမောခံနိုင်တာတို့အဲ့ဒါလေးတွေအတွက်ကောင်းတယ်ပေါ့နော်အဲဒါတော့ဒါမင်းပြောတာမဟုတ်ဘူးရှေ့အဘတို့ပြောပြခဲ့တဲ့အတိုင်းဒါမင်းကအိမ်မှာချက်စားရင်းနဲ့မင်းဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေအတွက်ဘ ഹു တုရအနေနဲ့ဒါမင်းကပြောပြပေးတာနော်မတို့တပြူတီတွေလှီးပြီးသွားပြီ ပြီးသွားလို့ရှိရင်ဒီမှာပဇွန်ကလည်းပဇွန်ကင်လာတော့မင်းမပြတော့ဘူးเนาะဒီဟာလေးကတော့ဒါကတော့စားစနွင်းလေးနေထားတာပေါ့เนาะပြီးတော့တပြူသီးလေးရယ်ဆိုတော့ကဲနှစ်မျိုးရုပ်ကောင်းအစေပါမယ်ငရုတ်သီးကတော့လေကိုကြိုက်တယ်လို့ပေါ့အိမ်မှာအဆက်စားနိုင်လားဟိုမစားနိုင်လားကိုကြိုက်တဲ့ပုံမှာမူတည်ပြီးတော့ထဲပေါ့เนาะစက်သွုံဖြူစက်သွုံဖြူကကြတော့မင်းတို့ကအကုန်မနှွာလိုက်ဘူးစက်သွုံဖြူကိုဒီလိုအခုံလေးနည်းနည်းလေးနည်းနည်းလေးထည့်ထည့်ပြီးတော့အမြဲတမ်းချက်တယ်ဘာလို့ဆိုတော့အဲ့လိုအခုံလေးထည့်ချက်မှအနံ့မှွေးတာပေါ့เนาะနောက်ပြီးတော့နန်းနန်းပင်နန်းနန်းပင်ထည့်ရင်အိမ်မှာကတော့မင်းတို့ကဒီလိုအမြင့် နနံပင်အမြစ်ကိုတက်ခါတဲ့ထဲ့ထောင်းပြီးတော့ရှက်တယ်အဲ့ဒါမှအဟင်းတစ်ခုရဲ့အနံ့ကပိုပြီးတော့မှုပြီးပိုပြီးတော့စားကောင်းနေဆိုတော့ကဲဒါဒီထဲထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေမြင့်အသေးစိတ်ပြောပြထားတယ်မားတို့လိုက်ပြီးတော့ချက်စားကြည့်ကြည့်အဲ့ဆိုမြင်ထောင်းလိုက်တော့မယ်နော်ရုပ်ကောင်းစစ်လေးအရင်ထည့်လိုက်မယ်နော်ရုပ်ကောင်းစစ်ပြီးသွားရင်ရုပ်ကောင်းစစ်လေးမြင့်အရင်ထောင်းတယ်နော်မအေးတော့စက်သွုံဖြူထည့်မယ်စက်သွုံဖြူကအခွန်လေးတွေထည့်ထောင်းတယ်အနံ့လေးမှုရအောင်လို့ဟိုကိုဘသားကိုအိမ်မှာချက်စားရတဲ့ကတော့ ခုံပြောင်းနှွာခြင်းနဲ့နှွာပေါ့နော်ဒါတို့တယောက်အတိုင်းနဲ့တယောက်တော့မတူဘူးပေါ့ဒါတော့နနံပင်အမြင့်ထည့်ထောင်းတယ်အင်းတစ်ခုရဲ့အနံကိုမှွေးသွားအောင်စားကောက်အောင်အဲ့ဒီအတောင်းလိုက်ကြီးထောင်းရင်မျက်နှာဆင်မှဆိုလို့နည်းနည်းလေးကကြီးနဲ့ညှက်လိုက်တယ်နော်ဒါကတော့ကိုယ့်ရဲ့အာတန်ရပေါ်မှာလို့ရမတို့လည်းအဆင်ပြေတယ်လို့ထောင်းပေါ့ပြရပြီနော်အရင်ကြီးကိုညက်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 စီသွားအောင်မလို့ဘူးနော်မညက်တညက်လေးဒီအနေလောက်ဆိုရပြီစီလုံးဝမပါဘူးနော်စီလုံးဝမပါပါဘူး ရုံးဆုံးရုံးဆုံးပစွန်ထည့်မယ်နော်မပစွန်လေးထည့်မယ်ပြီးရင်စောနာတပြုတ်ဒီတပြုတ်ဒီထည့်မယ်တပြုတ်ဒီထည့်ပြီးပါလို့ရှင်စစ်သွုံအနီကမထအောင်တော့မှာတော့နော်ဒီမှာပပပပလေးလှီထည့်တာစစ်သွုံဒီပပပပလေးလှီမယ်စောနာကထောင်းထားတဲ့ ထောင်းထားတဲ့ကျက်တုံပြူနဲ့ထောင်းထားတဲ့မြေပြီးစိတ်နဲ့ထောင်းထားတဲ့ဟာလေးချဲ့မယ်နော်ပြီးသွားလို့ရှိရင်ရှမ်းနဲ့နန်လေးတစ်ခါလေးချဲ့လိုက်ပါမယ်อืมပြီးရင်နောက်ဆုံးအသက်ဒါမင်းတို့ရဲ့အရန်ကောင်းတဲ့အမြင်မပြိငငပြိရတော့ဒီလောက်ကလေးပဲထည့်မယ်အများကြီးမထည့်ဘူးနည်းနည်းပေါ့နော်ဒါပြုတ်တီးရမရှင်မှာကြောက်လို့မင်းကအရှင်တိုက်တာဆိုတော့ကတော့အကုန်လုံးနည်းလိုက်စားထည့်မယ်နည်းနည်းစားလိမ့်မယ်နည်းနည်း စားလေးနည်းနည်းထည့်မယ်နော်မအောင်နော်ပစွန်ဟင်းသက်နဲ့ချက်ထားတဲ့အတွက်ပေါ်ကအချိုးမုံစားခြင်းနဲ့ချက်ထည့်ပေါ့နော်ကြက်သားမုံထည့်ရင်လည်းထည့်ပေါ့မင်းကတော့လောလောဆယ်တော့မထည့်သေးဘူးဘာလို့လဲပစွန်ပစွန်နဲ့ဒီကချက်ထားတယ်ညင်ငပြရလေးကောင်းတာဆိုတော့လေမင်းမထည့်သေးဘူးနော်ဒီကစားရယ်ငပိလေးရယ်ဒါလေးပဲဒီကထည့်ပြီးတော့ချက်သွားတယ်နော်မအောင်နော် ဒီအယောင်လေးတက်လာတာဆောနာကပစုံဝင်မင်းတို့စားစနေလေးနေထားတယ်လေအဲ့ရအယောင်လေးတက်လာတာနော်စုုံထောင်းတော့ကလေမြေုပ်သီးအကြံလေးတွေရှိတယ်အဲ့ဒီစုံသေးရည်လေးကိုထည့်လိုက်မယ်နော်အဲ့ဒီစုံသေးရည်လေးကိုထည့်လိုက်မယ်ကဲအဲ့ဒါဆိုရင်တော့ပြီးသွားပါပြီကဲမတို့မင်းဖွင့်ကြည့်လိုက်မယ်ဒါအနံ့လေးကိုอืมဒါနူးအောင်ရှက်ရမှာပေါ့နော်အဓိကတပြုတ်သီးလေးကိုနူးအောင်ရှက်ရမှာမင်းကဲ ရေလေးမင်းရေထဲတာလေးကိုတော့လေမပြတော့ဘူးပေါ့နော်ဒါနောက်ဆုံးအပိတက်ကလေးရေထဲတဲ့ဟာပြပြလိုက်တော့တယ်မလို့မချမ်းစားချင်တရားလေးကောင်းနေရောအဲ့ထာလေးကိုမင်းကနန်းနန်းပင်လေးအုပ်ပါမယ်နန်းနန်းပင်လေးအုပ်မယ်နော်လုံးကြီးကြည့်ပါဦးမယ်ရတာလေးအင်းချစ်ရှင်လေးချစ်ရှင်ဆက်ဆက်ကလေးပစွန်အရတာအရှိုးလေးနဲ့ဝါးမှုန်းနေတာ ကဲဘသူစားဘူးလေဒီလိုဟိမျိုးလေးမာကြီးတို့ဟင်အိမ်မှာချက်စားကြည့်ပါဒီလိုယာတီပေါ်တဲ့အချိန်မှာ လုံးဝသမီးစားလုံးဝလုံးဝလုံးဝမနေစီမဲလူကြီးတွေအရန်ကြိုက်တယ်ကျမကြီးအတွက်လည်းကောင်းတယ်ပြီးတော့နှာစေးချောင်းဆိုးဖြစ်နေတဲ့ကတွင်ပြက်နေတဲ့သူတွေဆိုလို့ရှိရင်ဒီလိုဟင်းကိုစားကြည့်ပါစီလုံးဝမပါတဲ့ဟင်းလေးတစ်ခွက်ပါနော်မမတို့စီလုံးဝမပါဘူးနော်ဒါလေးရှက်ထားတာကြည့်ရပါပြီ အရသာလေးရလေပဇွန်ရဲ့အရှူအရသာရဲ့တပြုတ်တီးရဲ့ရှင်ဖြုံအရသာလေးရဲ့ငပိရဲ့အရှူပေါ့နော်ငပိရဲ့ညှင်ငပိရဲ့အရသာအဲ့ဒီအရသာကိုအဓိကရှက်ထားတာငရုတ်ကောင်းနဲ့စားကြည့်ကြပါနော်မမတို့ဒီလိုမျိုးဟင်းမျိုးလေးတွေရလေတကယ်ကိုညီမတို့ညီမလူမျိုးတွေတော်တော်များများကြိုက်တယ်အရင်းမိန်စီတဲ့ဟင်းလေးပေါ့နော်ဒီရဒီပဲစားရတာတပြုတ်ဒီရလေဒီမိုးဥကြပဲစားရတာနောက်ပိုင်းဆိုလို့ရှိရင်တပြုတ်ဒီ မရှိတော့ဘူးပေါ့နော်တပြုတ်တီးတာမိုးရင်းမဲပေါ်လာမှလို့ဒီလိုမိုးဥကြအချိန်ကိုစားရပါတယ်မင်းတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပါဦးနော်ဒီလိုမျိုး hint ချက်နည်းလေးတွေကိုသိကျင်နေဆိုလို့ရှိရင် page လေးကိုလည်း like and follow လေးလုပ်ထားပါအားလုံးကိုကျေးဇူးတင်ပါတယ်